အရှင်ဖရာဆဲတော့ဘာကံထိုက်လဲဖရာတဲ့ဆဲတော့ဖရုဒဝါစာကံထိုက်တာပေါ့နော်ဖရုဒဝါစာကံဆိုတာအကုသို့ဒုသရိုက်ဆဲပါးထဲမှာပါပါတယ်ကြံတန်းစွာဆဲဆိုပြီးဖရုဒဝါစာကံကိုကျူးလွန်တဲ့လူတွေဟာမကောင်းကျိုး၅မျိုးကိုခံစားရတတ်ပါတယ်အဲ့ဒီမကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁ငရဲပြိတ်တာတရိစ္ဆာ၌ဖြစ်ရခြင်း၂ လူအများဤမုံတီးခြင်းကိုခံရခြင်း၃မိမိစိတ်ကိုမကြည်လင်စေခြင်း၄၄လူအများဤကဲ့ရဲ့ခြင်းကိုခံရခြင်း၅အတန်ကြမ်းတမ်းပျက်စီးခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာဖရုဒ္ဓဝါစာကံကိုကျူးလွန်ခြင်းကြောင့်ရရှိလာမိမကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်ဒါဆိုရင်ဆဲဆိုခြင်းဟာဘာကံကိုထိုက်တယ်လဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်လောကမှာအပြည့်အစုံကံက နာဟံဘိခဝေအဉ္ဉံဧကဓမ္မံပိတမနုပတ္တမိယံအေဝံမဟာတာဝဇံယတိတံဘိခဝေမိစ္ဆာဒိဋ္ဌိဟုတ်ပါလားဖရာတဲ့ပါဠိတော်ရဲ့လူရင်းအဓိပ္ပာယ်ကမိစ္ဆာဒိဋ္ဌိအပြစ်ကအကြီးဆုံးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်မိစ္ဆာဒိဋ္ဌိအပြစ်ကအကြီးဆုံးဖြစ်ပါတယ်ဘယ်လိုမိစ္ဆာဒိဋ္ဌိမျိုးလဲဆိုရင်အဟေတုကဒိဋ္ဌိအာကရိယဒိဋ္ဌိ နတ္တိကဒိဋ္ဌိဟူသောနိယတမိစ္ဆာဒိဋ္ဌိကိုဆိုလိုခြင်းဖြစ်ပါတယ်။နိယတမိစ္ဆာဒိဋ္ဌိသည်ပင်စာနန္တရိယကံထက်ငရဲသက်ကိုပို၍ရှိစေပါတယ်။ဒါကြောင့်နိယတမိစ္ဆာဒိဋ္ဌိကိုအပြည့်အကြီးဆုံးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဘာဖုံးကြီးငရဲပြေနတ်ပြေဆိုတာတကယ်မရှိပါဘူးဗျ။နောက်ဘဝဆိုတာလေဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျ။တတ်တည်ပြနိုင်တာလေအခုထိမရှိသေးပါဘူးဖရာတဲ့ ။ဘာဖုံးကြီးတော့မလုပ်ပါနဲ့။ဘာဖုံးလေးတော့လုပ်ပါနော်။တက္ကတော်လူလူမျိုးတွေကမြတ်စွာဘုရားလက်ထက်မှာလည်းရှိပါတယ်။တက္ကတော်ကကိုယ်တိုင်မမြင်လို့သူများပြောတာနဲ့မယုံဘူးဆိုတဲ့သဘောကိုပြောချင်တာပါ။ကိုယ်တိုင်မမြင်လို့သူများပြောတာမယုံရင်တက္ကတော်မမွေးခင်ကတက္ကတော်ရဲ့မိဘနှစ်ပါးကိုမြင်ဘူးပါသလား။မမြင်ဘူးပါဘူးနော်။အပြင်လောကရောက်မှဒါကမင်းရဲ့အဖေနဲ့အမေဖြစ်တယ်လို့ပြောပြမှကိုယ့်ရဲ့မိဘအဖြစ်လက်ခံယုံကြည်တာပါကိုတိုင်မမြင်လို့သူများပြောတာမယုံရင် ကိုယ့်ရဲ့မိဘနှစ်ပါးကိုလည်းဘာဖြစ်လို့ကိုမိဘအဖြစ်လက်ခံယုံကြည်နေမှာလဲကိုတိုင်မမြင်လို့သူများပြောတဲ့အတွက်ကိုမိဘနှစ်ပါးပေါ်မှာလည်းတန်တရားဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မိဘအရင်ဟုတ်မဟုတ်ဒီကနေ့ခေတ်ဒီဟာလေးဤပညာနဲ့စိတ်ကြည်ရင်သိနိုင်ပါတယ်ဒါကဥပမာပါအဲ့ဒီဥပမာအတိုင်းပါပဲဦးစင်းတို့မြတ်စွာဘုရားကငရေပြည်ဒီနှစ်ပြည်ဒီနောက်ဘဝတွေတကယ်ရှိတယ်ဆိုတာကိုဟောကြားတဲ့အခါမှာယုံကြည်လက်ခံမှုမရှိတဲ့လူတို့ယုံကြည်လက်ခံပြီးသိမြင်လာအောင်ဒီလန်းတွေပေးခဲ့ပါတယ် အဲ့ဒီလိုပေးခဲ့တဲ့နီလန်းတွေကိုကျင့်သုံးပြီးမကြည့်ပဲနဲ့ငရဲပြည်တွေ၊နက်ပြည်တွေနောက်ဘဝတွေဆိုတာမရှိပါဘူးလို့ဖေးထိုင်ပြီးဖူပြောနေမယ်ဆိုရင်ပြောတဲ့သူရဲ့အပြစ်သာဖြစ်ပါတယ်။တချို့အရာတွေကလက်စုပ်လက်ကင်ချပြလို့ရတာမှန်ပေမဲ့တချို့အရာတွေကတကယ်ရှိတော်လည်းပဲလက်စုပ်လက်ကင်ချပြလို့မရဘူးနော်။ကိုယ်တိုင်ကျင့်သုံးပြီးကြည့်မှသိနိုင်တာဖြစ်တယ်။ကဲနောက်ဘဝရှိမရှိဆိုတာကိုဗီဒီယိုဖိုင်လေးတစ်ခုပြပေးမယ်နော်။နံပါတ်9အထိတ်ဘဝကနေတိုင်းမှုအလုံးကိုမှတ်မိခဲ့သူ နမခွနဲ့နေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့က Cameron McCallie ဆိုတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါတယ်။အဲဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်နှစ်နှစ်အရွယ်မှာကတည်းကမှတ်မိနေခဲ့တာပါ။ ူရဲ့ပြောစကားအရာတော့သူကဘာရောဆိုတဲ့ကျွန်းတဲ့ကျုံးပေါ်မှာမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင်သူကအရင်ဘဝကဖခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်းရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါရယ်။သူရဲ့အတိတ်ဘဝကဖခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးရယ်။ ်အရင်ဘွားကဘာရာကျုံးမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီးဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလဲသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအငြင်းတန်းလို့လို့ဗရင်မောက်ကနေရှုကင်းတွေကိုကြည့်ပြီးတော့အပန်းချီလေးရှိတယ်လို့လည်းသိရပါတယ်ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြင်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1980ခုနှစ်က စောင့်လုပ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျင်ကြီးတစ်ခုလိုဖြစ်နေတဲ့အင်ဂျီကိုတွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကုန်လေးရဲ့ပြောစကားတွေတကအတိုင်းအဲ့ဒီအင်ဂျီတွေကပစ္စည်းတွေကအမှန်တကယ်ပြည့်ရှိနေခဲ့ပါတယ်။ကဲဒါဆိုရင်နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်နော်။